nothing ဆိုတာက brand ကတော့မြန်မာနိုင်ငံမှာနေရာဘယ်လောက်ရလဲတော့မသိဘူးမြန်မာနိုင်ငံက nothing distributor တော့တော်တော်လေးသဘောကောင်းတယ်တခြားသော brand တွေ test စာလို့ရှင် official ဝင်တဲ့အထဲမှာဒီကောင်ကတော်တော်တန်တယ်လို့ပြောရမှာပေါ့နော်ဆိုတော့ဒီနေ့မှာ nothing ကနေပြီးအသစ်ထွက်ထားတဲ့ nothing phone 3a နဲ့ nothing phone 3a pro နဲ့အဲ့နှစ်ကောင်ကို review လုပ်ပေးမယ်ဆိုတော့ဒီနေ့ video ဖြစ်မြောက်ရေးအတွက်ကိုဒီ review unit ကို mobile gallery bangkok ကနေပြီးတော့ကွန်ကြီးပြန်မိုးပေးထားပါတယ် ဆိုင်ရဲ့ link ကိုကျွန်တော် description ထဲမှာထုံးစံတိုင်း mention လေးခေါ်ပေးထားတယ်။ထိုင်းကနေဆိုလို့ရှိရင်အဲ့ဒီကနေမှာလို့ရတယ်။ So ဒီ Nothing Phone 3A နဲ့ 3A Pro နဲ့မှာအဓိကကွာမှာတော့ camera ပဲပေါ့နော်။ 3A Pro မှာကအများကြီးပိုကောင်းတဲ့ periscope lens ပါမယ်။ဒီကောင်က 3x telephoto ရမယ်။ um phone 3A ရိုးရိုးမှာကြတော့ 2x zoom ပဲ။ So quality ဘယ်လောက်ကွာလဲဟိုတော့ကျွန်တော်တို့ camera session မှာအသေးစိတ်ပြောပြမယ်။ ကျန်တဲ့အပိုင်းတွေမှာအတူတူပဲဗျဒီဖုန်းနှလုံးစလုံးကလေ 3A Pro မှာပိုကြီးတဲ့ဒီကင်မရာမော်ဂျူကြီးပါတာမို့လို့ဘမ်ကပိုပြီးတော့တိတိတတ prominent ဖြစ်ဖြစ်အပြင်ကိုကျွန်ထွက်နေမယ်ဒီကောက်မှာကျတော့ Nothing Phone 2A လို့ဘာလို့လုံးကလိုမျိုးပဲဘမ်ကမတိမတာလေးပဲပေါ့နော်အာပိုပြီးတော့ settle ဖြစ်တယ်ပေါ့ခုံနေပါတယ်ပေါ့မှာတင်ထားလိုက်မယ်ဆိုလို့ရှိရင် 3A Pro ကအများကြီးပိုပြီးတော့ဟိုဝေကန်ပိုများတယ် 3A ကတော့ ်ဒီခေါင်းလေးတော့များတော့များလာပြီတောင်းကိုပတ်တိမယ်ဆိုရင်တော့ဒါမဲ့ဘယ်သူမှတော့တောင်းယူအလိုမနှိပ်ပါဘူးအလေလောက်ကိုပဲနှိပ်မယ်ဆိုလို့ရှိရင်တော့ဖုန်းနှလုံးစလုံးကတော့ stability မဆိုးဘူးအာ 3A ရတော့အများကြီးပိုကောင်းတယ် 3A Pro ထက်စာရေးပေါ့နော်ပြီးတော့ဘာကွာသွားမလဲဆိုတော့ဝိနေနဲ့ပုံများမယ် 3A Pro ကပေါ့နော်အဲ 10g လောက်ပုံများတယ်ဒါမဲ့တိတာလားလို့မင်းရင်တိတော့တိတာတယ်ဗျ 3A ကိုကန်ရတာအများကြီးပို့ပြီးတော့ balance ဖြစ်တယ်အများကြီးပို့ပြီးတော့ပေါ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 ့နိုင်တယ်ဒီကောင်ကကြတော့နည်းနည်း top heavy ဖြစ်တဲ့ foam design တွေကိုနည်းနည်းပိုဝင်သွားတယ်ကျွန်တော်အနေနဲ့မှာတော့ nothing ကိုမြင်တဲ့အမြင်ကလေ 3A လိုကောင်မျိုးက nothing ရဲ့ design DNA နည်းနည်းပိုကိုက်တယ်ပိုလိုက်တယ်လို့ခံစားမိတယ်ဒါပေမဲ့ market demand အရသူတို့ဒါမျိုးလောက်ရတာဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဒါတော့လေ personal preference ပါပဲโอเคဆိုတော့အဲ့ဒီဘိုင်းတွေကိုဖယ်လိုက်ပြီဆိုလို့ရှိရင်ကျန်တဲ့ဘိုင်းတွေမှာဒီဖုန်းနှလုံးစလုံးကအတူတူပဲပေါ့နော်တူတလောက်နှီးပါရှိတယ် ် SOC လည်းတုံးနေတာအတူတူပဲ display ကလည်းအတူတူပဲ interior ကနည်းနည်းလေးကွာသလားလို့ 3A Pro ကသူ့ရဲ့ဘေးပေါင်က metal နဲ့တူတယ် 3A ကတော့ plastic ပဲဒီကောင်လည်းတကယ် metal တော့ဟုတ်ချင်မှာဟုတ်ပါတချက် confirm လုပ်ပြီးပါအောင် metal မဟုတ်ဘူးဆိုလို့ရှိရင်တော့တော်တော်ကောင်းတဲ့ metal ပုံစံလှုပ်ထားတဲ့ plastic ပဲတော်တော်ပို premium ဖြစ်သွားတယ်ပေါ့ဒါပေမဲ့ nothing ရဲ့ design တွေအရာ plastic foam တလုံးဆိုလဲ မသိဘူးကျွန်တော်ကတော့ I don't mind ဒီလားသူ့ရဲ့ပုံစံသူ့ရဲ့အထာဟိုက plastic phone နဲ့မှာလိုက်တယ်မသိဘူးကျွန်တော်ပဲထင်လို့လားမသိဘူးဆိုတော့ကဒီဖုန်းနှလုံးကို review လုပ်ရတာလွယ်တယ်ပေါ့နော်တစ်လုံးကို review လုပ်လိုက်ပြီဆိုလို့ရှိရင်နောက်တစ်လုံးကလည်းအတူတူပဲဆိုတဲ့အခါကျတော့နှလုံးတက်တက်ကြီးခွဲပြောနေကြမလို့ကင်မရာဘိုင်းလေးကိုပဲခွဲပြီးတော့ review လုပ်ရမယ်ကျန်တဲ့ဘိုင်းမှာအတူတူပဲလို့သတ်မှတ်လို့ရတယ်ကျွန်တော်တခုပြောလိုက်ရင် 3A ကိုလည်း effect ဖြစ်တယ် 3A Pro ကိုလည်း effect ဖြစ်တယ် ဆိုတော့ကကျွန်တော် nothing phone တစ်လုံးဖြစ်တဲ့အတွက် glyph interface နဲ့စပြောခြင်းနဲ့ပေါ့နော် glyph interface က feature အတိတ်တော့လည်းမဟုတ်တော့ဘူးသူတို့ generation 3ခုရှိပြီဆိုတော့အတိတ်တော့မဟုတ်တော့ဘူး feature ပိုပါလာဆိုတော့ feature လည်းပိုမပါဘူးအရင်နှစ်တုန်းကပုံစံအတိုင်းပဲအဲ့ထက်ပိုပြီးတော့အသုံးဝင်တဲ့ဟာတွေမရှိသေးဘူးပဲနေမှာသုံးလို့ရတယ်ဆိုကျွန်တော်တို့ notification light သုံးတာတော့เนาะ flip to glyph တော့ flip to glyph ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ဖုန်းကိုဒီတိုင်းစပွဲပေါ်မှာမှောက်ပြီးတော့ ချလိုက်မယ်ဆိုလို့ရှိရင်ဖုန်းက auto mute သွားပြီးတော့ notification တွေကိုအဲ့ဒီ glyph နဲ့ပဲပြပြီးတော့မယ်ဟာမျိုးပေါ့နော်အဲအဲ့လိုမျိုး feature တွေတုံးလို့ရမယ် call ဝင်တဲ့အခါ notification ဝင်တဲ့အခါမှာဒီကောင်မီးလင်းမယ်ပြီးတော့ကျွန်တော်တို့ဓာတ်ပုံရိုက်တဲ့အခါပိုင်းညာမှာ fill light အနေနဲ့တုံးလို့ရတယ်ပေါ့နော်နော် flash light ကြီးအကြီးမတုံးချင်ဘူးဆိုရင် fill light လေးတုံးလို့ရတယ်ဒါပဲဒီတိတော့မင်းများဆက်စားထူးခြားချက်ပြောင်းလဲချက်ရေလို့မရှိဘူး အရင်တုန်းကအသုံးဝင်တယ်လို့ထင်တဲ့သူတွေကအခုလည်းအသုံးဝင်တယ်လို့ထင်ပါပဲအရင်တုန်းက gimmick ကြီးပါကွာလို့ပြောတဲ့သူကလည်းအခု gimmick လို့ပဲခံစားရမှာပဲနောက်ဘက်က back cover အကြည်ပုံစံကလည်းသူ့ရဲ့ signature look ပဲအမွေအနှစ်ပဲပေါ့နော်ဒီအမွေအနှစ်ကို nothing ကဒီနှစ်မှာလည်းကောင်းကောင်းထင်းထင်းထားတယ်ဒီခေတ်နောက်ပိုင်းမှာဖုန်းတစ်လုံးကဒီလိုမျိုး signature look ရှိတဲ့ဖုန်းဆိုတာတော်တော်လေးရှားသွားပြီ။ Nothing ကကျတော့ဖုန်းတစ်လုံးနေမဟုတ်ဘူး။သူက brand တစ်ခုလုံးကိုပါအဲ့ဒီ signature look ကိုသူတို့ carry over လုပ်လာတာပေါ့နော်။အဲ့ဒါလေးကချီးကျူးစရာပဲ။ တခုမမိုက်တာက nothing ရဲ့ဒီနှစ်အယောင်အစ်စ်ပေါ့နော်ဒီအပြာရောင်ပေါ့အဲ့ဒီအပြာရောင်က pro မှာမရဘူး yoyo 3 a မှာပဲရတယ် pro မှာဆိုလို့ရှိရင်နော်ဒီလိုမျိုး color တောက်တောက်တွေမလောက်ရဘူးဆိုရဲ apple ရဲ့အကွက်အဲအဲ့ဒီအကွက်ကိုသူတို့ချိုးခြင်းမုံရတယ်ပြီးတော့အစ်စ်အနေနဲ့နောက်ထပ်ဘာရှိအောင်မလဲဆိုရင်ဒီဖုန်းရဲ့ညာဘက်မှာဒီလိုအပြင်ကိုဖုတ်ထွက်နေတယ်နော်မှဲ့လို့လို့ပါလို့လို့မှဲ့လေးနဲ့တူတယ်ဒီကောင် ူပူလေးဘောင်းမလေးတော့နည်းလေးအဲ့ကောင်လေးပိုတယ်ပေါ့နော်အဲ့ကောင်ပါဝါဘတ်တန်မဟုတ်ပါဝါဘတ်တန်အပေါ်အကောင်အကောင်ကောင်ကကြတော့ essential button လို့ခေါ်တယ်တစ်ချက်အဲ့ဒီ essential button ကိုတစ်ချက်နှိပ်လိုက်လို့ရှိရင်ကြတော့ screenshot ရိုက်လိုက်တယ်ပေါ့နော်အဲ့ screenshot ရိုက်လိုက်ပြီဆိုရင်အောက်မှာစာနဲ့နှုတ်ထည့်ခြင်းထည့်လို့ရတယ်အသံနဲ့နှုတ်ထည့်ခြင်းထည့်လို့ရတယ်ဒါမှမဟုတ်ဘာမှမထည့်ဘဲနဲ့ဒီ screenshot ကြီးကိုပဲတင်ခြင်းရင်လဲတင်လို့ရတယ်ဒါ screenshot ရိုက်လို့ရတဲ့နီးတနည်းပေါ့နော်နောက်ထပ်ဘာလို့ရသေးလဲဆိုတော့ကျွန်တော် essential key ကိုဖိထားလိုက်မယ်စကားပြောလိုက်မယ် ပြောမှာဆို audio notes မှတ်တာပေါ့နော်အဲ့ audio notes ကိုမှမှာသူက AI နဲ့စာအဖြစ်ကို transcribe ပြန်လုပ်မယ်အဲ့လိုမျိုး transcribe လုပ်ပြီးတော့မှရလာတဲ့စာကိုမှသူက to do list တို့ reminder တို့အဲ့လိုမျိုးသူ smart ဖြစ်ဖြစ်ပြန်ပြီးတော့စီပေးနိုင်တယ်ပြောမှာဆိုလို့ရှိရင်တော့ဗျာ note application တခုပဲပုံမှန်ထပ်ပို့ပြီးတော့အာတုံးရတာ seamless ဖြစ်တဲ့ပုံမှန်ထပ်ပို့ပြီးတော့ smart ဖြစ်တဲ့ note taking space တခုပဲဒီကောင်လေးကပြောလို့ပြောတော့မဟုတ်ဘူးနေတူတူကကျွန်တော်တို့ daily task တွေမှာပေါ့နော်တော်တော်လေးအသုံးဝင်တယ် ်ထားပါတော့ကိုကအပြင်သွားနေတယ်နော်အမေကဖုန်းဆက်ပြီးတော့မှားလိုက်တယ်တိုင်းကြီးစစ်တုန်ကြီးလေးဝယ်ခဲ့ပါအောင်အာနေကြိုးလိုက်တယ်မိသားမဆိုလို့အဲမှတ်မှတ်လိုက်ဖြီးထားတယ်အမေကစစ်တုန်ကြီးဝယ်ခဲ့ပါလို့ပြောတယ်အဲလေးဝယ်ခဲ့အောင်အဲကိုပါတော့ကိုနှုတ်မှတ်လိုက်ပြီအဲ့မှတ်လိုက်တဲ့ကောင်ကိုပြန်ပြီးတော့ချစ်ကျင်တယ်ဆိုလို့ရှိရင် double click နှိပ်ရမယ်ပေါ့နော်ဒီ essential key ကို double click နှိပ်လိုက်မယ်ဆိုလို့ရှိရင်ကြတော့ကိုယ့်ရဲ့ခုနကတော့အာနှုတ်စီမှတ်ထားတဲ့ essential space တွေကိုဝင်သွားမယ် ပြဿနာပါလဲဆိုခုနကတော့ကျွန်တော်ပြောလိုက်တာအမြန်မာလိုပြောလိုက်တာပေါ့နော်သူက transcribe လုပ်တာကမြန်မာလိုမရဘူးသူက english လိုပဲ support လုပ်တယ်ဆိုတော့သူက pocket ရဲ့ရှောက်ရထားတယ် my name is peter i'm here to talk to you about the work you are doing i live with you မမလို့ဆိုင်မင်းချက်တော့ညီွယ်ခိုင်းတာ ਨੇ โอเคဒါဆိုသူကအခုညီလိုဖြစ်သွားတယ်ပေါ့နော်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့အတန်ရောပြန်လာထောင်လို့ရတယ်လीနေလိုက်ရင်မင်းချက်တော့ညီွယ်ခဲ့ပါလို့ပြောတယ်ဒါညီွယ်ခဲ့ရောအာဟုတ်ပြီ ကျွန်တော်တို့ပုံမှန်အဖြစ် voice memo တွေဘာတွေမှတ်မယ်ဆိုလို့ရှိရင် application တွေကိုသွားအဲ့မှာမှ record clock ကိုနှိပ်ပြီးသွားရင်အဲ့ဒါကိုပြန်နှိပ် stop ပြန်နှိပ်အဲလှုပ်ရှုပ်တယ်ဒီကောင်ကကျတော့ဘယ်နေရာထဲမှာရောက်နေရောက်နေနော်ဖုန်းကို lock screen ဖွင့်ထားထားမဖွင့်ထားထားကြိုက်တဲ့နေရာမှာဒီကောင်ကိုဖိထားပြီးတော့ voice record လုပ်လဲလို့ရတယ်အဲ့ဒီကအဆင်ပြေတယ်အင်္ဂလိပ်လိုဆိုလို့ရှိရင်တော့ပိုကောင်းတာပေါ့ဥပမာအဖြစ်အင်္ဂလိပ်လိုဆိုလို့ရှိရင် remind me to install 3d mock extreme wildlife stress test on Nothing Phone 3A and 3A Pro. Make sure to run these tests and include the benchmarks in the video. Okay. အဲ့တော့အင်္ဂလိပ်လိုမှတ်လိုက်ပြီ double click နှိပ်လိုက်တယ် okay ဆိုတော့ဒီကောင်ကနည်းနည်းရှည်သွားတဲ့အခါမှာသူ analyze လုပ်နေတယ်အခု analyze ပြီးသွားပြီ okay ပြီးသွားပြီအဲအဲ့ဒါဆိုလို့ရှိရင် ကျွန်တော်ခုနကတော့ငါဖက်ပြလိုက်တဲ့ဟာပေါ့နော်ခုနကငါရွတ်ပြလိုက်တဲ့ဟာအဲ့ဒါကိုသူကစာအနေနဲ့ပြောင်းနေပြီးတော့အဲ့လိုအတိုဆုံးလောက်တာဒီ reminder လောက်တာဒီ alarm လောက်တာဒီအဲ့ဒါတွေအကုန်လုံးကို smart ဖြစ်ဖြစ်သူကဒီမှာတစ်ခါတည်းလုပ်ပြီးတယ်။ဒါလည်းတော်တော်အဆင်ပြေတယ်။ဆိုတော့ဘာအနေနဲ့ပြပြီးလဲဆိုတော့ဒီမှာ to do list အနေနဲ့မှာ install 3d mark and conduct test on nothing okay အဲဒီမှာပေါ့ဒါသူ auto လုပ်ပြီးလိုက်တဲ့ to do list လေးပေါ့နော်အဲ့မှာကိုယ်အချိန်နေ date တွေသတ်မှတ်ခြင်းလဲ တတ်မှတ်လို့ရတယ်။ဒါလေးကတော့ကျွန်တော်ကြိုက်တဲ့အချက်လေးပေါ့နော်။ပြောမယ်ဆိုလို့ရှိရင် AI feature အနေနဲ့ကလည်းဘာမှများများဆဆလောက်ရတာမဟုတ်ဘူး။ဒီလားပုံမှန်ရှိနေပြီးသား audio transcription ပဲ။ဒါပေမဲ့ implementation ကောင်းတဲ့အခါမှာအသုံးဝင်တယ်လို့ကျွန်တော်ကတော့ဒါကိုခံစားမိတယ်။ခင်ဗျားတို့တော့မပြောတော့ဘူး။မြန်မာလူလေးပါရမယ်ဆိုလို့ရှိရင်တော့အတိုင်းထက်အလွန်ပဲ။ဒါပေမဲ့ရဖို့လည်းမရှိပါဘူး။မျောလည်းမနေပါနဲ့။အဲ့ဒီဘက်တန်ကထုံးစံတိုင်းပဲ Nothing Phone 3A ရော 3A Pro ရောအခုအသစ်ထွက်လာတဲ့ CMF Phone 2 Pro အဲ့ဒီကောင်မှအစားပါတယ် ဆိုတော့ nothing ကသူရဲ့အာ brand တစ်ခုလုံးပေါ့နော်ထွက်သမျှဖုန်းအကုန်လုံးမှာထည့်ပေးမဲ့သဘောမှာရှိတယ်။ဒါလေးက wall garden effect လေးဖြစ်လာနိုင်တယ်။ဒါမျိုးတွေသုံးနာကြလာလို့ရှိရင်ဘာဖြစ်သွားမလဲဆိုလို့ရှိရင်တင်မလား။အာ nothing phone မှာမဟုတ်လို့ရှိရင်ငါသုံးရတာတိတ်မကြိုက်တော့ nothing phone ပဲသုံးကျင်တော့တယ်။အဲ့ဒါမျိုးကိုသူတို့ဖန်တီးနိုင်တယ်။ very good nothing အနေနဲ့ very good ပေါ့။အာ nothing သုံးတဲ့သူဒါကိုကြိုက်တဲ့သူအနေနဲ့လည်း very good ပေါ့ဒါပဲမဲ့ Jennifer ကတော့ပြောင်းလို့မရတော့ဘူးပေါ့။ပြောမယ်ဆိုဗျာတင်မလား။ camera shutter button ကြီးထည့်လိုက်တဲ့အစား ဒီဘက်တလင်းထည့်လိုက်တာလေးကအများကြီးကိုအများကြီးကိုပိုကောင်းသွားစေတယ်။ Okay ဆိုတော့ကျွန်တော်တို့အာဒီဖုန်းရဲ့ display ဘက်ကိုဆိုက်ရအောင်။ display က6.77 inches 1080p plus 120hz AMOLED ဖုန်းနှလုံးစလုံးမှာအတူတူပဲ။ဒီကောင်က hyperness mode မှာဆိုလို့ရှိရင်1300 nits ဝင်းကျင်လောက်ထိရပြီးတော့ peak brightness က3000 nits ဝင်းကျင်လောက်ထိရတယ်။အကျွန်တော်သုံးကြည့်တာကတော့အပြင်နေပူထဲမှာထွက်ပြီးတော့သုံးတယ်လုံလောက်တဲ့အနေအထားတစ်ခုမှရှိတယ်။ AMOLED ဖြစ်တဲ့အတွက်ထုံးစံအတိုင်းပဲ เนาะဟို inner display fingerprint မှာညာပါမယ်အရင်ကြီးညာအရင်တွက်လောက်တဲ့ထဲမှာတော့မပါဘူးဆိုပေမဲ့အလုတ်ဖြစ်တယ် accurate enough ဖြစ်တယ် nothing phone 2a ဂိုင်ဘူးတဲ့သူဆိုလို့ရှိရင် screen ကနည်းနည်းလေးပိုကြီးလာတာကိုခံစားမိလိမ့်မယ် तू က nothing phone 2a မှာတော့ငါ6.7 inches ဒီကောင်က6.77ဆိုတော့6.8နီးပါးဖြစ်သွားတာပေါ့เนาะမသိမသားလေးပါမင်းတိတိတတခံစားမိတာတော့မဟုတ်ပါဘူးရှောက်ပြောတယ် ီးတော့ဖုန်းနှလုံးစလုံးမှာသူက flash screen ပဲလုံးဝ cap နေတဲ့အပိုင်းတစ်ပိုင်းမှမရှိဘူးနည်းနည်းလေးတော့မ cap ဘူး 2.5D တွေပါလိတာမဟုတ်ဘူးလုံးဝ flat ပဲ Okay ဆိုတော့ဒါလည်းသိပြီးတော့ထူးဆန်းတဲ့အပိုင်းမဟုတ်ဘူးเนาะအာနည်းနည်းလေးကွက်ပြီးတော့ထူးဆန်းတဲ့အပိုင်းကအားနည်းတဲ့အပိုင်းလိုပဲပြောရမှာပေါ့အဲ့ဒါတော့ battery လို့ပြောရမယ်တရုတ်ဖုန်းတွေက6000 mAh တို့6500 mAh တို့ဖြစ်လာနေတဲ့အချိန် folding phone ပပလေးတွေမှာတော့မှ9500 mAh လောက်ဖြစ်နေတဲ့အချိန်မှာဒီကောင်းက silicon carbon မတုံသေးဘူးဆိုတော့9000 mAh ပဲပါနေတော့မယ် စတန်ဖိုင်တိုင်းကတော့မဆိုးလောက်ဒီလားဒါပေမဲ့တကယ်သုံးမယ်ဆိုလို့ရှိရင်တော့9000 mAh ကတော့9000 mAh ပိုပဲခံမှာပေါ့အများဆုံးခံလာတစ်ရက်ပေါ့သူ့မှာသုံးပေးထားတဲ့ SoC Snapdragon 7S Gen 3ကပါဝါအရင်စားမကျန်းတဲ့အခါကျတော့တော်သေးတယ်လို့ပဲပြောရမှာပေါ့နော်အဲအပြန်သွေးမယ်ဆိုလို့ရှိရင်တော့ဒီကောင်50 watt support လုပ်တယ်ဒါမဲ့ charger တော့ဘူးထဲမှာတော့မပါဘူးတက်တက်ပြန်ဝင်ရမယ်อืมဒါနည်းနည်းလေးထူးဆန်းတဲ့အချက်ပေါ့နော်ဂျန်နဲ့တရုတ်ဖုန်းတွေနဲ့တိတ်မတူတဲ့ထူးဆန်းတဲ့အချက်ပေါ့ကျွန်တော်မမ budget ဖုန်းတွေမှာဆိုရင် ချာချာပါတယ်ဒီကောင်ကတော့မပါဘူးပေါ့နော်ပြီးတော့ကျွန်တော်မကြိုက်တာက wireless charging support မလုပ်ဘူးအဲ့ဒီချက်ကတော့နည်းနည်းအထိနာတယ် okay ဆိုတော့ကောင်းတဲ့ဘက်ကိုဆက်ပြောမယ်ပေါ့နော်ကောင်းတဲ့ဘက်ကတော့ nothing ရဲ့ nothing os ပေါ့တော်တော်ကောင်းတဲ့ os တော်တော်ကိုရိုးရိုးရှင်းရှင်း vanilla ဆန်းဆန်းတစ်ချိန်တည်းမှာပဲသူ့ရဲ့ touch လေးတွေသူ့ရဲ့ appearance လေးတွေကဘယ်သူနဲ့မှမတူဘူးအဲ့ဒါကပဲ nothing ကို nothing ဖြစ်သွားစေတယ်ပေါ့နော် ဥပမာအပြင်သူများနဲ့မတူတဲ့ icon pack တွေเนาะ monochrome mode တွေပြီးတော့သူ့မှာပါတဲ့ widget တွေပေါ့เนาะအဲ့ဒီ widget တွေကလည်းတော်တော်ကိုမိုက်တယ်အဲ့မှာ camera widget battery widget clock compass countdown date media player news headline pedometer photos quick look နေရမှာဟုတ်ဘူး quick setting recorder screen time weather အဲ့ဒါတွေအကုန်လုံးကသူရဲ့ဒီ nothing os နဲ့ဟောဘယ်လိုခေါ်မလဲ aesthetically တက်ထက်သေးကြတယ်ပေါ့နော် channel widget ဒီသုံးစီအောင်မလိုသလောက်နှီးပါပဲပေါ့ပြီးတော့ nothing တို့ရဲ့ထုံးစံတိုင်းမှာဒီ customization မှာ icon pack ကိုကျွန်တော်တို့ nothing icon pack ပြောင်းလို့ရတယ်အဲ nothing icon pack ပြောင်းလိုက်ပြီးဆိုလို့ရှိရင်ဒီလိုမျိုး monotone look လေးဖြစ်သွားတယ်ပေါ့နော်တယုံတယုံ application တွေမှာရပြီးသားဥပမာအဖြစ် Genshin Impact တို့ PUBG Mobile တို့အာပြောမလို့ third party app တွေပေါ့နော်အဲ့ third party app တွေဆိုလို့ရှိရင်လည်းဟောဒီလိုလေးသူက filter လေးအုပ်ပြီးလိုက်တဲ့ပုံစံမျိုးလေးဖြစ်သွားတာပေါ့နော် ဒါလေးကလည်းတော်တော်မိုက်တက် look လေးပဲကျွန်တော်ကတော့ဘယ်လိုနေရာမျိုးမှာတုံးလဲဆိုလို့ရှိရင်ဖုန်းကိုတိတ်မတုံးကျင်ဘူးခဏခဏဖုန်းမကြည့်ကျင်ဘူးဆိုတဲ့အချိန်မျိုးမှာဒီဟာကိုတုံးတယ်အဲ့လိုအကုံလုံးကအယောင်နေတောက်ပြီးတော့အယောင်နေဆိုပြီးတော့ဖြစ်လိုက်လို့ရှိရင်ဗာဖြစ်လဲဆိုလို့ရှိရင်မှထားပါတော့ကျွန်တော်တို့ YouTube ကြည့်နေရပေါ့ YouTube ကြည့်နေရင်းနဲ့ okay YouTube မကြည့်တော့ဘူးအပြင်ထွက်တော့မယ်နောက်တစ်ခုလောက်တော့မယ်ဆိုတဲ့အချိန်မျိုးမှာကောက်ထွက်လိုက်ပြီဆိုလို့ရှိရင်ရှိသမျှဟာတွေအကုန်လုံးကဒီအယောင်ပဲဖြစ်နေတယ်ဆိုလို့ရှိရင်နည်းနည်းစိတ်ကိုနည်းနည်းလေးထိုင်းမိုင်းသွားစီပြီးတော့ okay โอเคငါကြည့်လို့ပြီးသွားပြီတော်ပြီဖုန်းမသုံးတော့ဘူးအဲအောက်ပြန်ချထားလိုက်တယ်အဲ့လိုမျိုး piece of mind လေးနည်းနည်းရစေတယ်မပြောတတ်ဘူးဟိုဘယ်လိုပြောရမလဲ dumb phone နေလုတ်တဲ့အကွက်လိုမျိုးပေါ့ဗျာသိရမလားဒါပေမဲ့ဒီကောင်မှတော့လုတ်လို့မရတာမဟုတ်ဘူးလုတ်ချင်စိတ်ကိုျော့သွားစေတယ်ပေါ့နော်ပြီးတော့ aesthetically လဲပို့ပြီးတော့ pleasing ဖြစ်တယ်နည်းနည်းမြို့သားဆန်တယ်ပေါ့โอเคဆိုတော့ဘာကြံအောင်မလဲဆိုတော့ performance performance ကတော့ ဒီကောင်ရဲ့အားသာချက်တော့မဟုတ်ဘူးဒါပေမဲ့အားနည်းနေလားလို့မြင်ရင်တော့အားနည်းမနေပါဘူးသူ့မှာတုံထားတဲ့ SoC က Snapdragon 7s Gen 3ဒီ Redmi ရဲ့အရန်ကောင်းလှပါတယ်ဆိုတော့ Price to Performance အရန်ကောင်းလှပါတယ်ဆိုတော့ဖုန်းနေနေတော့သွားမရှင်နဲ့အဲ့ကောင်နေကိုတော့ဘယ်နည်းနည်းမှမမိဘူး Day to day testing မှာလည်းထင်းငော့တာမျိုးမရှိဘူးဒါပေမဲ့ game solo ကတော့အရန်ကြီးအရန်ကြီးကောင်းမှာမဟုတ်ဘူးအာ Nothing Phone 2A မှာတော့ငါပါခဲ့တဲ့ Diamond City 8200နဲ့ရှင်မယ်ဆိုလို့ရှိရင်10%လောက်တော့ဒီကောင်ပို့ပြီးတော့ကောင်းတယ်ဒါပေမဲ့ အရန်ကောင်းတဲ့ SOC တော့လည်းမဟုတ်ပြောင်းကျွန်တော် 3D Mark Wildlife Extreme Stress Test ဒီမှာ run ပြထားတယ်တစ်ချက်ကြည့်ကြည့်လိုက်ဒီကောင်ကနည်းနည်း performance တက် efficiency ဘက်ကိုနည်းနည်းပို့သွားတဲ့ SOC ပေါ့နော်နည်းနည်း all rounder ဘက်ကိုပို့သွားတဲ့ SOC ပေါ့ပြောလို့ပြောတာမဟုတ်ဘူးကျွန်တော်ကလေဟိုဒီလို mid range phone တွေမှာ price to performance အရန်ဦးစားပေးတဲ့ phone တွေမှာအဲ့လို snapdragon 8s gen 3တို့နော် um ဘာလဲရှိပါသေးတယ် Snapdragon 8 Gen 3တို့အဲဒါမျိုး best to performance ကောင်းအောင်လုပ်တဲ့ဖုန်းတွေမှာတွေ့ရတတ်တဲ့ chip တွေအစားဒီ chip တွေကိုနည်းနည်းပို့သဘောကြတယ်ဒီလို price range ဒီလို price segment အတွင်းမှာပေါ့ဘာလို့ဆိုလို့ရှိရင်ဟိုကောင်တွေကကြတော့မှန်ပါတယ်ဈေးလည်းတက်တာတယ်မှန်ပါတယ် performance လည်းကောင်းတယ်ဒါပေမဲ့မသိဘူး all rounder performance မှာ all rounder မှာအားနည်းလေးရှိတယ်လို့ထင်တယ် Nothing Phone 3A series မှာကြတော့အကုန်လုံးက all rounder နည်းနည်းပို့ပြီးတော့အဆင်ပြေတယ်လို့ခံစားရတယ်ပြီးတော့တရုတ် ROM နေနဲ့မဟုတ်ဘူးဗျာเนาะမြန်မာနိုင်ငံမှာလည်း official twin နေဗျာဆိုတော့ဘလို့သေးလဲဦးကြီးရေပေါ့အနည်းဘလို့သေးလဲဆိုတော့တခုလို့သေးတယ်ကင်မရာကင်မရာကြောင့်မပြောရသေးဘူး okay camera specification တွေကတော့ကျွန်တော်အခုဒီမှာထိုးပေးထားတဲ့အတိုင်းပဲအာဒီဖုန်းနှလုံးစလုံးမှာကင်မရာ၃လုံးစီပါတယ် main camera နဲ့ wide camera နဲ့ကတော့အတူတူပဲဆိုပေမဲ့ telephoto camera မှာတော့ဒီဖုန်းနှလုံးမှာအဓိကသွားกว่าတယ်တစ်လုံးက 2x တစ်လုံးက 3x အဲ့ဒါအပြင်ကို ူ့မှာတုံထားတဲ့ optics တွေ sensor တွေကလည်းလုံးဝမတူဘူးဆိုတော့ပုံထွက်တွေကိုခင်ဗျားတို့ဒီမှာရှင်းကြည့်လိုက်ကျွန်တော်အစမ်းလေးရိုက်ပြထားတယ် okay ဆိုတော့ကျွန်တော်တို့ပထမဦးဆုံး telephoto တွေကိုရှင်းပြမယ်ပေါ့နော်ဘယ်ဘက်ကကောင်းကကျတော့ 3A Pro ညာဘက်ကကောင်းက UU 3A ဆိုတော့ telephoto zoom နှစ်ခုစလုံးပါလာခြင်းအတူတူပဲမဲ့ reach ကတော့ကွာလိမ့်မယ်ပြီးတော့အာ quality ကလည်းတိတိတသာလေးစကားပြောတယ်ပေါ့နော် telephoto မှာဒါပေမဲ့ဟို white နဲ့ ultra white နဲ့နှစ်ခုမှာတော့တကယ်တမ်းက စင်ဆာအတူတူပဲကင်မရာအတူတူပဲဆိုပေမဲ့ look and feel လေးတွေနည်းနည်းလေး quality လေးတွေရှိတယ် color လေးတွေနည်းနည်းလေးတွေ quality လေးတွေရှိတယ်ဘယ်လိုခေါ်မလဲ short by short variance ဟို quality မျိုးမဟုတ်ဘဲနဲ့ဥပမာဒီပုံမှာဆိုလို့ရှိရင်အစိမ်းရောင်လေးတွေကဟို color temperature မတူတာလေးတွေဟို color tone မတူတာလေးတွေအဲ့ဒါလေးတွေတော့တွေ့တယ်ဗောနော်ဒါပေမဲ့ဟိုပြင်းပြင်းထန်ထန်ကြီးကြီးမားမားလောက်ရလောက်အောင်တော့လည်းမဟုတ်ဘူးပြီးတော့ဒီပုံကကြတော့ 3A Pro ရဲ့အာ periscope lens နဲ့ရိုက်ထားတဲ့ portrait shot ပေါ့နော်တော်တော်လေးလူရိုသေးရှင်ရိုသေးရုပ်လေးထွက်တယ်ဒါဆိုလို့ရှိရင်တော်တော်လေးကို exposure များတဲ့အချိန်မှာရိုက်ထားတာဒီ post processing နဲ့ပြန်ပြီးတော့ under expose လုပ်ထားတာပေါ့နော် contrast ကောင်းကောင်းရတယ်ပုံလေးတွေကဖန်ချီဖြစ်တယ်ပြီးဒီပုံမှာကျတော့ကျွန်တော်တို့အရန်လင်းနေတဲ့အချိန်မှာဒီ car parking အထက်ကမှောင်နေတဲ့နေရာကိုလှမ်းရိုက်ထားတာပေါ့နော် dynamic range ကိုကောင်းကောင်းမြင်ရအောင်လို့ရိုက်ပြထားတာပေါ့ဒီမှာဆိုလဲလို့ပဲနည်းနည်း သူရဲ့ look and feel ရတော့နည်းနည်းကြွားသလိုခံစားရတယ်မပြောတော့ဘူး Okay ဆိုတော့က conclusion ရပြောမယ်ဆိုလို့ရှိရင်တော့ကင်မရာကူမာမနည်းနည်း zoom ဆွဲတဲ့တဲ့သူအဝေးရပုံတွေကိုပိုရိုက်ရှင်တဲ့သူ portrait ရိုက်ရှင်တဲ့သူအဲ့လိုမျိုးသူတွေအတွက်ကတော့ကျွန်တော်အနေနဲ့မှာတော့ 3A Pro လေးကတော့ပိုကောင်းတာပေါ့နော်ဒါပေမဲ့ကျွန်တော်သာဆိုလို့ရှိရင်တော့ 3A ကိုဝယ်ပြလိမ့်မယ်လို့ပူထင်တယ်ကျွန်တော်အနေနဲ့မှာ ဒါတော့ဈေးဝင်ကျင်ဖုန်းတစ်လုံးမှာကင်မရာကိုတိတ်ပြီးတော့မမျှော်လင့်ဘူးအဲ့လောက်လဲသုံးပြမှာမဟုတ်ဘူးဆိုတော့ကျွန်တော်ဆိုတော့ 3A ကိုပို့သွားကြတယ်သူရဲ့ design DNA ကလည်း nothing နဲ့ပို့ဒူတယ်ဖုန်းလေးကလည်းပို့ပြီးတော့ minimalist ဖြစ်တယ်နော် weight balance လေးလည်းပို့ကောင်းတယ်ကင်မရာဘက်ကလည်းတိတ်မဆိုးဘူးနော်ဒါပေမဲ့ ဒီကောက်မှာဒါနော် Snapdragon 7S Gen 3နဲ့မဟုတ်ဘဲနဲ့ဒီတက်ပိုကောက်တဲ့ SoC နဲ့ဈေးလည်းထက်กว่าမယ်ဆိုလို့ရှိရင်เนาะကျွန်တော်ဒီကောက်ကိုရေးပြလိုက်မယ်။ဒါပေမဲ့အိတ်ခါကြလို့ရှိရင်လည်း Nothing Phone 3A ဖြစ်တော့မှာမဟုတ်ဘူး။ Nothing Phone 3ဖြစ်တော့မှာ။ဆိုတော့ Nothing Phone 3ကဘယ်လိုပုံစံမျိုးလာမှာလဲ။အဲ့ဒါစိတ်ဝင်စားဖို့ကောင်းတယ်။ကျွန်တော် comment ချက်အရဆိုလို့ရှိရင်เนาะ Nothing Phone 3ကပုံမှန်ထက်နည်းနည်းပိုပြီးတော့ flagship ပိုဖြစ်လာလိမ့်မယ်ထင်တယ်။တို့ဒီ upper mid range level လောက်မှာဆက်ပြီးတော့ကြာကြာနေလို့ ိတ်ပြီးတော့ feasible မဖြစ်လောက်ဘူးလို့ကျွန်တော်ထင်တယ်ပေါ့နော်။ဘာလို့လဲဆို brand လည်းတဖြည်းဖြည်းကြီးလာတာ哦။သူတို့လည်းစီးပွားရေးလုပ်အောင်ပေါ့။ Okay ။ဒါတော့ကျွန်တော်ရဲ့ Nothing Phone 3A series ပေါ်မှာမြင်တဲ့အမြင်တွေဖြစ်ပါတယ်။ခင်ဗျားတို့ ਨੇ အမြင်မတူတာတွေရှိရဆိုလို့ရှိရင်လည်းညင်းကျင်နဲ့ခုံညင်နဲ့ဆိုလို့ရှိရင်ထုံးစံနိုင်မယ်။အောက်က comment တွေမှာဝင်အောင်ဆွေးနွေးညင်းခုံမေးမြန်းသွားလို့ရပါတယ်။ Okay ။နောက်နေ့မှတွေ့ကြပါဦး။